မင်္ဂလာပါကျွန်တော်တို့ဒီနေ့ပါမစန်ဒေးတလွန်ခေတ္တနေ့ရီနေ့မှာဘုရားသားတော်သခင်ယေရှုအကြောင်းပေါ့နော်မက်ဆာယာမက်ဆာယာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့အနေငယ်လောကပတ်တော်လည်လာခြင်းပါလေပထမဆုံးသခင်ယေရှုဒီဂျေရုဆလင်မြို့ကိုဝင်တဲ့အကြောင်းအရာကြံပိုက်လေးပေါ့နော်အဲ့ဒီဟာကိုရင်ပတ်ခြင်းပါလေရှင်ယောဟန်ခရစ်ဝင် အခန်းကြီး စနစ်အခန်းကြီးစနစ်အငယ်73လောက်ရနေပေါ့နော်ရှင်ယောဟန်ခန်းရှင်ယောဟန်ခရစ်ဝင်ခန်းကြီးစနစ်အငယ်73စွန်ပလွန်ခက်မြောက်ကိုကင်လက်ကိုတော်ကိုခยีဥချူပြုတ်အံ့တော်ငါထွတ်သွားကြ၍ဟောရှင်နာဖြစ်စေတည်းသာရဖျားဤအခွင့်နဲ့ကြောတော်မူသောဤတိလရှင်ဘရင်ဒီမင်္ဂလာရှိစေတည်းဟုကြွချော်ကြ၏ ဆိုတော့တခင်ရှုဒီဂျီရုဆလင်မြို့ကိုဝင်လာတဲ့ခါမှာလူတွေကအာကျိုးဆိုကြတယ်ပေါ့နော်ဘာဖြစ်လို့ကျိုးဆိုလဲဆိုတော့တခင်ရှုကဒီလူတွေရဲ့အနာကိုပျောက်စေတယ်ပြီးတော့လက်ဆိုးတွေနဲ့ထုတ်တယ်ပြီးတော့ဒီတေးသွားတဲ့ဒီလာဇရုပေါ့နော်လာဇရုကိုလည်းပြန်ပြီးတော့အသက်ရှင်စေတယ်အဲ့ဒါကြောင့်လူတွေကဒီတခင်ရှုဂျီရုဆလင်မြို့ကိုဝင်တဲ့ခါမှာတောင်းတပြပြန်လဲကျိုးဆိုကြတာပေါ့နော် တစ်ဖက်မှာလဲအဝန္တာစီယာဖြစ်တယ်လို့တစ်ဖက်မှာလဲတခင်ရှုအတွက်ကလည်းဝန်းနေစီယာပေါ့နော်။ဘာဖြစ်လို့ဝန်းနေစီယာဘာဖြစ်လို့ဝန်းနေစီယာလဲဆိုတော့တခင်ရှုအသေးခံဖို့ပေါ့နော်အသေးခံဖို့ရန်အတွက်အာအစာပြုတ်တဲ့မြို့လည်းဖြစ်တယ်ပေါ့နော်ဂျေရုရှလင်မြို့ဆိုတာတခင်ရှုကျွန်တော်လောကသားတွေအပြည့်အတွက်အသေးတချင်းကိုခံရတဲ့မြို့ဖြစ်တယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီနေ့အပြောချင်တဲ့အကြောင်းအရာတော့အဖရာသားတော်အကြောင်းပေါ့နော်ဖရာသားတော်မေရှိယဘာကြောင့်မေရှိယလို့ခေါ်တယ်လဲဝန်နေစကောင်းတာဝန်နေစကောင်းတာသခင်ယေရှုသခင်ယေရှုကလောကကိုကြွလာတဲ့အကြောင်းရင်းကသူ့လူမျိုးပေါ့နော်အထူးသဖြင့်ဒီဤတီလာလူမျိုးအခုခေတ်မှာကျွန်တော်တို့ဒီဂျိုးပေါ့နော်ဣသရေလနိုင်ငံမှာနေထိုင်တဲ့ဂျိုးတွေကိုအတိတ်က အဲအဲ့ဒီလူမျိုးစုတွေသူတခင်ရှုကဒီကဒီကဘာမေကြီးပေါ်မှာလူသားဖြစ်မွေးဖွားပြီးတော့လာချင်းဖြစ်တယ်။ဘာဖြစ်လို့လာလဲဆိုတော့ဘာဖြစ်လို့တခင်ရှုမွေးဖွားလာတယ်လဲ။သူ့လူမျိုးတွေအထူးသဖြင့်သူ့လူမျိုးတွေအပြစ်ကနေလွတ်ဖို့နော်။အပြစ်ကနေဒီပရိညင်ဟောင်းကနေလွတ်မြောက်ပြီးတော့ဒီပရိညင်အသင့်ပေါ့နော်။တခင်ရှုယုံကြည်သောအဖြစ် ောင်းကျင်နိုင်ငံရောက်မယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီပြည်ညင်ပြည်ညင်အမှုအစ်ပြုတ်ဖို့ရတဲ့ခင်ရှုလာလာလာဖြစ်တယ်။အဲ့ဒါကျွန်တော်တို့ဒီရှီမာတဲခရုဝင်အခန်းကြီးတစ်ပေါ့နော်။ကျွန်တော်ဒီရှီမာတဲခရုဝင်အခန်းကြီးတစ်ကိုဖတ်ချင်တယ်။ရှီမာတဲခရုဝင်အခန်းကြီးတစ်အငယ်27မှာတာယောက်ချကိုဖွားမြင်လိမ့်မည်တဲ့။ထိုသားဒီမိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်တော်ကြောင်းယေရှုဟုသော အမိဖြစ်မေယမီဟုကောင်းကင်တမဆို၏မိမိလူတို့ကိုအပြစ်မှကဲချွတ်မိသူဆိုတော့မိမိလူတို့ကိုအပြစ်မှကဲချွတ်မိသူဆိုတဲ့ခါမှာဖရားရွေးချယ်ထားလူမျိုးပေါ့နော်ထို့တဖြင့်ဒီဣတိလလူမျိုးတွေကိုပြောချင်းဖြစ်တယ်ဣတိလလူမျိုးတွေအတွက်ကအတွက်ကိုဦးစားပေးပြီးတော့တခင်ရှုလောကောက်လာတာဖြစ်တယ်ဒါပေမဲ့ဖြစ်ချင်တော့ဘာဖြစ်လဲဆိုတော့ ့လူမျိုးတွေကသူ့လူမျိုးတွေအများစုအထုတစ်ဖြစ်ဒီချန်ပီယံစီယာပေါ့နော်ချန်ပီယံစီယာတို့ဖာရီရှဲတို့ယက်ဘရိုဟိတ်တို့ပေါ့နော်လူအကြီးကဲတွေကတခင်ရှုကိုမဆိုင်ရဖြစ်လက်မခံနိုင်ဘူးဒါမဲ့သူတို့ကဖရာတခင်တော့ယုံကြည်တယ်ခမဲတော်ပေါ့နော်ခမဲတော်ကိုယုံကြည်တယ်တော်တော်တခင်ယေရှုကိုဖရာသားတော်ဖရာစီလွတ်တဲ့လူတခင်ယေရှုကဲတင်ရှင်မဆိုင်ရပေါ့နော် ကယ်တင်ရှင်ဖြစ်လက်မခံနိုင်ဘူးအဲအကြောင်းဒီဣတီလလူမျိုးတွေအများစုကတခင်ရှင်လက်ခံဖို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဂျမ်းဂျမ်းပိုက်အနေနဲ့ကျွန်တော်လေ့လာခြင်းတယ်ရှင်ယောခရစ်ဝင်ခန်းကြီးတင်ပေါ့နော်ရှင်ယောခရစ်ဝင်ခန်းကြီးတင်အာအငဲအငဲစတဲ့လောက်ကဖတ်ချင်တယ်ရှင်ရောင်းခရစ်ဝင်ခန်းကြီးတဲ့အငဲစတဲ့လောက်ကနေ သူဒီမိမိဒေတာအရက်တို့ကြွလာတော်လဲမိမိလူဒုတ်ဒီသူကိုလက်မခံပဲနေကြဤသူသူကိုလက်ခံတမက်တော်သူတိဟုတော်ကိုရောကိုယုံကြည်တော်သူတို့အားဖရာသခင်ဤသားဖိရတော်ခွင့်ကိုပေးတော်မူဤသူသားတို့မူကားလူမျိုးနဲ့ဆက်ဆိုင်ပြီးဖွားတော်တမဟုတ်မိထုံတဝတာအဖေဖွားတော်တမဟုတ်သူအလိုလျောက်ဖွားတော်တမဟုတ်ဖရာသခင်ဖွားတော်မူတော်သားဖြစ်တည် ဆိုတော့တခင်ယေရှုကမိမိသူ့ရဲ့လူမျိုးပေါ့နော်မိမိလူမျိုးတွေစီမှာသူ့ဒေတာကိုလာတော်လဲပေါ့နော်သူ့လူမျိုးတွေကလက်မခံဘူးလက်မခံတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့အဲ့ဒီကယ်တင်ခြင်းတရားကခရစ်တော်ရဲ့ကယ်တင်ခြင်းကလူမျိုးအပေါင်းပေါ့နော်ဒီမှာရှင်ယောဟန်ခရစ်ဝင်ခန်းကြီး အငယ်စနစ်မှာပါရထားလဲဆိုတော့ထိုးသူကိုလက်ခံတမြတ်သူတီးဟူတော်တဲ့ထိုးသူကိုလက်ခံတမြတ်တီးဟူတော်တဲ့မိမိလူမျိုးလို့ပြောဖို့တော့ဒီမှာယေရှုခရစ်တော်ရဲ့လူမျိုးယေရှုခရစ်တော်ရွေးချယ်ထားတဲ့လူမျိုးပဲပြောဘူးလက်ခံတမြတ်တီးဟူသောဆိုတဲ့ခါမှာလောကမှာရှိတဲ့လူတွေအားလုံးဘယ်သူမှဆိုခရစ်တော်ကိုလက်ခံတယ်ဆိုရင်တဲ့ဖယားတခင်ရဲ့တာဖိရတော်ခွင့်ကိုရတယ်တဲ့ဘာလို့လက်ခံတဲ့ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်မဆိုင်ယား ကယ်တင်ရှင်ဖြစ်လက်ခံလဲဆိုဘုရားသားဘုရားရဲ့သားဖြစ်ရတဲ့ခွင့်ရတယ်ပေါ့နော်အဲ့ဒါပြောချင်တာဖြစ်တယ်အကြောင်းဖြစ်တော်ကတခင်ယေရှုကဒီလောကကြီးကိုလာတဲ့အကြောင်းရင်းကသူ့လူမျိုးတွေကိုကယ်တင်ဖို့ဒါပေမဲ့ဖြစ်ချင်တာဘာဖြစ်လဲဆိုတော့သူ့လူမျိုးတွေသူ့လည်းမခံဘူးဂျူးတွေပေါ့နော်အီတလီတွေကတည်းကအများစုကလည်းမခံဘူးလက်မခံတဲ့ပြဘာဖြစ်လဲဆိုတော့တခင်ယေရှု တခင်ယေရှုဒီအပန်းစီခါလက်ချိန်မှာသူ့ရဲ့နောက်လိုက်တွေအားလုံးတို့တပြည့်ဒီပီတာတို့ပါတော့ပါနော်ပီတာတို့ကစားတခင်ယေရှုကိုပုန်းရှောင်ကြတယ်ပေါ့နော် တခင်ယေရှုနဲ့အတူတေခံပါမယ်တခင်ယေရှုနဲ့သူနော်အာစင်ရအစင်ရခါမှာနေ့စချင်းနဲ့တခင်ယေရှုနဲ့သူခါမယ်ဆိုလို့ပြောလို့တွေတခင်ယေရှုဖမ်းတဲ့အချိန်နဲ့တခင်ယေရှုနေ့စညင်းပါတဲ့ချိန်မှာအကုန်လုံးတပြေးသွားတယ်နော်ဆိုတော့ သခင်ယေရှုကြွလာတဲ့အကြောင်းကသူ့လူမျိုးတွေတက်ဖြစ်တဲ့ဒါပေမဲ့သူလည်းခံမှုတော့ကြောင့်သခင်ယေရှုကနောက်ပိုင်းမှာဒီရှင်ယောဟန်ထဲမှာကြည့်တဲ့ခါကျတော့လူတိုင်းတကယ်တင်ချင်းတရားကလူမျိုးမချောက်ပေါ့နော်လူမျိုး လူမျိုးမခွဲခြားဘူးလောကမှာရှိလူတွေအားလုံးတွေငါကိုယုံကြည်ငါငါဟာအသက်ဖြစ်တယ်ငါဟာလမ်းခရီးဖြစ်တယ်ဆိုတဲ့အကြောင်းယေရှုက gospel ပေါ့နော်ဧဝံဂေလိကိုလူတိုင်းတွေဝေငါပြီးတော့ပေးတာဖြစ်တယ် ဲ့တော့ကျွန်တော်ရှင်ရှင်ရောင်းခရစ်ရန်ခန်းကြီးတင်ငယ်စလေးပေါ့နော်နှုတ်ကပတ်တော်ရည်လဲတဲ့လူစားတိဖြစ်ခံယူ၍ကျေးဇူးတော်နဲ့၎င်းတစ္ဆာတော်နဲ့၎င်းပြည့်စုံလဲငါတို့အတွင်တည်နေတော်မူလီဖြစ်၍ခမဲတော်၌တပါးလေးတော်တားတော်တီတားတော်ဤဘုံကဲ့သို့သူဤဘုံတော်ကိုငါတို့ဒီမင်းရကြပြီးနှုတ်ကပတ်တော်ဒီလဲတဲ့လူစားတိဖြစ်ခံယူခံယူ၍ရဲ့ ဆိုတော့နှုတ်ကပတ်တော်ဆိုတော့ဘာလဲဆိုတော့နှုတ်ကပတ်တော်ဆိုတော့အစဥမရှိတယ်အဲ့နှုတ်ကပတ်တော်ဟာဘေတူနဲ့ရှိတယ်ဆိုတော့နှုတ်ကပတ်တော်ကဖယားသခင်နဲ့တူရှိတယ်တဲ့အဲ့ဒီနှုတ်ကပတ်တော်ကလည်းဖယားသခင်ဖြစ်တယ်တဲ့ဆိုတော့ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာသုံးတခုမြတ်ဒီနှုတ်ကပတ်တော်နဲ့မလွတ်ဘူးပေါ့နော်ဆိုတော့ဒီနှုတ်ကပတ်တော်ဟာလူဇာတိကိုခံယူတယ်ဆိုတာကဖယားသခင်ဖယားသခင်ကလူဇာတိကိုခံယူတယ်ပြောချင်တာဖြစ်တယ် ဲ့ဒါကြောင့်ကျွန်တော်တို့ကဒီသုံးပါးသစုဖျားပေါ့နော်ခမဲတော့တားတော့တန်ရှင်းတော့ပြညင်တော့အားလုံးကသလုံးတော့ရတဲ့ဖြစ်တယ်အားကြောင့်ကျွန်တော်တို့ကခရစ်တော်ကိုယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ဘာရလဲဆိုတော့ဖျားရဲ့တားဖြစ်ရတဲ့အခွင့်ပေါ့နော်ဖျားတားဖြစ်ရတဲ့အခွင့်ရတယ်ဒါကြောင့်ရှင်ယောဟန်ခရစ်ဝင်ကျွန်တော်တို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3အငယ်16မှာပါပြထားတယ်ဆိုတော့ ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3အငယ်6မှာဘုရားသခင်ရဲ့တတော်ကိုယုံကြည်တော်သူပေါင်းတို့ဒီပစ္စည်းချင်းတို့မရောက်တဲ့သာဝရတကူရက်စေချင်းကဘုရားသခင်ဒီမိမိ၌တပါးလေးတော်တတော်ကိုစွန့်တော်မူတဲ့လောကတတော်ကိုချစ်တော်မူ၏တဲ့ဘုရားသခင်ဒီမိမိ၌တပါးလေးတော်တတော်ကိုတဲ့ စွန်တော်မူတဲ့တိုင်အောင်လောကီသားတို့ကိုချစ်တော်မူလောကီသားတို့ကိုချစ်လို့လက်ဖရာတခင်ကသူ့ရဲ့တပါးတဲ့တော်သားတော်ကိုဒီလောကကိုဆေလွတ်တာဖြစ်တယ်မချစ်ဘူးဆိုမဆေလွတ်ဘူးပေါ့နော်အားပြီးတော့ကျွန်တော်တို့ဒီ effect ခံကြည့်ပေါ့နော်အာကျွန်တော်တို့ဒီ effect ခံကြည့်နေအငယ်ရှိပေါ့နော် effect ခံကြည့်နေအငယ်ရှိမှာဘာပြောထားတယ်လဲဆိုတော့ယုံကြည်တော်အဖြစ်ဂျေဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏တဲ့ ကိုအလိုအလျောက်ရောက်ဒီမဟုတ်ဖယားတခင်တနာတော်မူရာဖြစ်တည်တဲ့ဆိုတော့ဒီကေတင်ချင်းဂျေဇူးခရစ်တော်ရဲ့ကေတင်ချင်းပေါ့နော်အဲ့ဒီကေတင်ချင်းကအစတော့ကျွန်တော်ခုနပြောသလိုပဲကျွန်တော်တို့အားလုံးတက်မပါဘူးသူ့လူမျိုးတွေအတွက်အရင်သူကအရင်လာတာဒါပေမဲ့ သူ့လူမျိုးတွေလက်မခံတဲ့အတွက်ကြောင့်အဲ့ဒီကယ်တင်ခြင်းကဒီလောကတစ်ကဘာလုံးကိုခရစ်တော်ကပေးတာပေါ့နော်ခရစ်တော်ကပေးလို့ကျွန်တော်တို့ရတာဖြစ်တယ်အဲဒါကြောင့်ဒီဖက်ခန်းချင်းတဲ့ငယ်ရှိမှကိုယ့်အလိုအလျောက်ရရောက်အကယ်တင်ခြင်းကိုကိုယ့်အလိုအလျောက်ရဒီမဟုတ်တယ်ဖယားသခင်တနာတော်မူရဖြစ်တည်တဲ့ဖယားသခင်ကတနာလို့နော်ကျွန်တော်တို့ကိုချစ်လို့တနာလို့ပြောချင်တာကတနာလေဆိုတာက ေးတင်ပေးထိုက်လို့ပေးတာမဟုတ်ဘူးတနာလို့ပေါ့နော်ဘယ်လိုမျိုးပေးဖို့မထိုက်တာကိုကျွန်တော်တို့ကဲတင်ချင်းတုတ်ပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုတနာတယ်တနာတယ်ကြောင့်သခင်ယေရှုအားဖြင့်တို့ကကဲတင်ချင်းရတာဖြစ်တယ်အဲ့ဒါကိုဆိုလိုခြင်းဖြစ်တယ်ဒါဆိုကျွန်တော်တို့ကဒီအာဘုရားသခင်ကျွန်တော်တို့ကကျွန်တော်တို့ကခရစ်တော်ကိုလက်ခံပြီးတဲ့အခါမှာဘာဖြစ်လာမလဲဆိုတော့ ကျွန်တော်ဂလာတိအခန်းကြီး3ပေါ့နော်ဂလာတိအခန်းကြီး3အငယ်26မှာဗာရတဲ့လဲဆိုတော့အပေတို့နိဟုမူကတင်တို့အပေါင်းတွေယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်တာဖြစ်ကြ၏တဲ့ခရစ်တော်၌ပတ်သက်စံကိုခံတော်သူရှိသမျှတို့တွင်ခရစ်တော်ကိုယုံတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏တဲ့ယေရှုခရစ်ကိုတဲ့ ဖယားသခင်အဘယ်တော့နှိဟုမူကတင်တို့ပေါင်းလေယေရှုခရစ်ကိုယုံကြည်ယုံကြည်သဖြင့်ဖယားသခင်တပည့်ချယေရှုခရစ်တို့ကိုယုံကြည်တဲ့အခါမှာမေသူရဲ့တာဖြစ်တယ်လဲဆိုတော့ဖယားအဲဖယားသခင်ဤတာဖြစ်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဂလာတိခန်းကြီး၄အငယ်28မှာဗာရေးထားတယ်လဲဆိုတော့ယေရှုခရစ်၌ယူဒလူမရှိဟေလာတလူမရှိဂျူးမရှိလူလူမရှိယောက်ျားမရှိမိန်းမမရှိထိုသခင်၌ တင်တို့အပေါင်းတွေတလုံးတော်ထဲဖြစ်ကြ၏တဲ့ခရစ်တော်နဲ့ဆက်ဆိုင်လင်းအာဗြဟံမိအမျိုးအနွယ်ဖြင့်ဖြစ်၍ဂတိတော်အတိုင်းအမွေခံဂတိတော်အတိုင်းအမွေခံဤအရာ၌တည်ကြ၏ခရစ်တော်နဲ့ဆက်ဆိုင်လင်းအာဗြဟံမိအမျိုးအနွယ်ဖြစ်တယ်တဲ့ဆိုတော့ယေရှုခရစ်တော်ယေရှုခရစ်တော်ရဲ့အမျိုးအနွယ်ပေါ့နော်ယေရှုခရစ်တော်ပြောနေတာဘာလဲဆိုတော့အာဗြဟံကနေအာဗြဟံကနေ ာဗြဟံအိုက်ဇက်ယာကုပ်ပေါ့နော်အဲ့ဒီကနေစတာဖြစ်တယ်ပြီးတော့ဒီကျွန်တော်တို့ဒီဓမ္မသစ်ကျမ်းပေါ့နော်ဓမ္မသစ်ကျမ်းဒါဝိထိတယ်ဒါဝိအားနေပြီးတော့ခရစ်တော်ရဲ့အမျိုးတွေအယေရှုခရစ်တော်ဝေဖွာလာတာဖြစ်တယ်ပေါ့နော်ဆိုတော့ခုနကျွန်တော်ပြောလို့ပဲတကယ်ရှုကဒီကလာတဲ့အကြောင်းရင်းကသူ့လူမျိုးတွေတက်လာတာဖြစ်တယ်တော်တော်သူ့လူမျိုးတွေကသူ့တိမခံဘူးလက်မခံတော့တခင်ယေရှုကသူ့လူမျိုးတွေကိုဥစားမပေးတော့ဘူးကယ်တင်ခြင်းတရားကိုဒီ တဘာမျိုးပေါ့เนาะကျွန်တော်တို့ကျွန်တော်တို့ဒီဂျူးလူမျိုးမဟုတ်တဲ့လူအားလုံးမှာတဘာမျိုးသားဖြစ်တယ်အဲတဘာမျိုးသားတွေအားလုံးကိုအခအမဲ့ပေါ့เนาะလက်ဆောင်အခအမဲ့ present လို့ပြောပါမလားအာ present ပေါ့เนาะ present လို့ပြောမလားမသိဘူးအဲ့လိုအခအမဲ့လက်ဆောင်ပေါ့เนาะကျွန်တော်တို့အဲကျွန်တော်ခုနအဖြစ်ခချင်းငယ်ရှင်းပါဘာလို့လူကြီးသွားဖြစ်ကဲဒီချင်းတို့ရောက်ရည်တဲ့ကိုယ်အလိုလျောက်ရောက်ဒီမဟုတ်ဖယားတခင်တရားတော်မူရဖြစ်တဲ့ဒီပေါ့เนาะ ဆိုတော့ကတင်ချင်းကကိုယ့်ကိုယ့်အလိုအလျောက်ရောက်တာမို့ဘုရားသခင်တနာလို့ပေးတာအားကြောင့်ကျွန်တော်ကဒီကတင်ချင်းကိုခရစ်တော်ကိုယုံကြည်တဲ့အခါမှာဘုရားသားဖြစ်ရတယ်ဆိုတော့ဘုရားသားဖြစ်တဲ့ဖြစ်တယ်ဆိုရင်ကျွန်တော်ကအာဗြဟံနဲ့ခရစ်တော်ကိုနဲ့စကတော်နဲ့ဆက်ဆိုင်တဲ့အာဗြဟံရဲ့အာဗြဟံရဲ့အမျိုးအနွယ်ပေါ့နော်အမျိုးအနွယ်နဲ့ဆက်ဆိုင်တဲ့လူဖြစ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအာဗြဟံပေါ်မှာဖျားပေးထားတဲ့ဂတိအတွက်ပေါ့နော် အမွေခံရဲ့အရာတွေလည်းကျွန်တော်တို့ကရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီကလာတိအခန်းကြီး၄အငယ်၁၉မှာရထားဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယရဆိုကျွန်တော်တို့ကဖခင်သားဖြစ်တယ်။အာဗြဟံရဲ့မျိုးနွယ်ဖြစ်တယ်။အာဗြဟံရဲ့ကောင်းချီးမင်းကကျွန်တော်စီမှာမဖြစ်လဲရပိုင်ခွင့်ရှိတယ်။အယောက်စီတိုင်းပေါ်မှာဖခင်ခင်ကောင်းချီးပေးပါစေ။ Good night. God bless you.